အရာရာဟာအရင်လိုပြန်ဖြစ်လာခဲ့ရင်တောင်မှစိတ်တမ်းရာတွေကတော့ပုံမှန်အနေထားစီကို ပြန်ရောက်လာဖို့ခက်ခဲခဲ့ပါလေအရာရာဟာအတစ်ကပြန်စားရမယ်ဆိုတာသိနေခဲ့ပြီမဲ့လေခံစားမှုရောခံယူချက်တွေရောပါတစ်ခုမှ အစဉ်အသင့်ရှိမနေခဲ့တော့ပါဘူးအတိတ်တွေက လွမ်းစရာကောင်းနေတဲ့အခါပြစ်စုံပန်တဲ့အနာခက်ကတော့ကိုယ်နဲ့ထပ်တူကြမနေခဲ့ပါဘူး ဖြစ်တည်မှုတိုင်းအပေါ်မှာရင်နာနာနဲ့လက်ခံပြီးရင်အကောင်းဆုံးဖြစ်အောင်နေထိုင်သွားဖို့ပဲဆုံးဖြတ်လိုက်ရုံပဲပေါ့တိတ်ဆိတ်သွားတဲ့ဆိုတိုင်းအဆင်ပြေသွားလို့မှမဟုတ်တာနာကျင်စရာတိတ်များလာရင် လူတွေနဲ့စကားပြောရတာကို မပြောတော့တာလည်းရှိတယ်တယောက်တည်းနေရတာကနေတာထိုင်တာဖြစ်လာတယ်ဘယ်သူမှယင်ဖွင့်မနေတော့ပဲတယောက်တည်းမျိုးတိတ်ပြီးဖြည့်ရှင်းပြစ်လိုက်ပါတယ် ကိုနဲ့အဆင်ပြေတဲ့ကုစားနီးကလူတွေနဲ့ပို့ပြီးဝေးသွားစီတယ်ဆိုတာတတိပြုမိခဲ့ပေမဲ့လည်းဒီလိုနေထိုင်ရတာကိုပဲကိုယ်စိတ်ကကြည်နဲ့လက်ခံလာခဲ့တယ်။မပြီးပြတ်သေးတဲ့တာဝန်ဝတ္တရားတွေကိုဖန်ပိုးရင် ကိုယ်စိတ်နဲ့အပေးယူမျှတဲ့အရက်မှာရှင်သန်နေထိုင်ရင် ကိုရွေးချယ်ခဲ့တဲ့လမ်းပေါ်မှာပဲဆက်လျှောက်နေခဲ့ပါတယ်။